ဆိုင်လေးရဲ့အသွင်းဝိုင်းမှာပြင်ထားတဲ့ပုံစံလေးကရိုးရိုးရှင်းရှင်းလေးနဲ့မို့လို့အရန်အောင်မှချစ်စရာကောင်းပါတယ်။ကိလေးတွေကလည်းကတ်တုန်နေတဲ့အလိုမျိုးအရန်အောင်မှချစ်စရာကောင်းတာမို့လို့ဒီဆိုင်လေးရဲ့ outdoor area မှာတော့ဒီတိချစ်တဲ့လူတွေတော်တော်တကယ်ကိုအဆင်ပြေဆုံးဖြစ်မှာပါ မင်္ဂလာပါရှင် ချောပါဒီနေ့ချောကအပြိတ်သက်ကြီးကိုဂျပန်အနီမီကတ်တွန်းတွေထဲရလို့မျိုးနော်ကိတ်လှလှလေးတွေရှိရဆိုင်လေးတစ်ဆိုင်ကိုညှို့ပေးခြင်းလို့ဒီနေရာကိုရောက်နေရပါအဆိုင်လေးကတော့ဘယ်ဆိုင်လေးဖြစ်မလဲဆိုတော့ကျွန်တော်တို့တစ်ခါတော့လိုက်ကြည့်ကြမယ် င်းလေးရဲ့အသွင်းဝိုင်းမှာပြင်ထားတဲ့ပုံစံလေးကရိုးရိုးရှင်းရှင်းလေးနဲ့မလို့အရန်ဟိုမှာချစ်စရာကောင်းပါတယ်။ဆိုင်ရဲ့ indoor area ကအနှဲငယ်ချင်းတယ်ဆိုပေမဲ့ acid coffee ဆိုင်မှာဒိတ်ချင်တဲ့သူတွေတော်တော်လုံးဝအဆင်ပြေမှာပါ။ကိတ်လေးတွေကလည်းကတ်တုန်နေတဲ့အလိုမျိုးအရန်အောင်မချစ်စရာကောင်းတာမို့လို့ကော်ဖီဆိုင်သွားရင်ကိတ်စားရတာကြိုက်တဲ့ဒီဇက်လဘာလေးတွေတော့အဆင်ပြေဆုံးဖြစ်မှာပါဒီဆိုင်လေးကပေါ့နော် အင်တော်မှာလည်းမကအောက်တော်မှာလည်းဒီလိုနေရာလေးအများကြီးလှုပ်ပေးတာမဟုတ်လို့အင်တော်မှာထိုင်ရမကြိုက်တဲ့လူတွေသူကဒီအောက်တော်လေးကတော့အဆင်ပြေမှာပါဒီဆိုင်လေးရဲ့ outdoor area မှာတော့ဒီတိချစ်တဲ့လူတွေတော်တော်တကယ်ကိုအဆင်ပြေဆုံးဖြစ်မှာပါချောကတော့ချောရင်ရတားလေးမပါွားတဲ့အတွက်တယောက်တည်းပုံလေးကြီးအများကြီးရိုက်ပြီးတော့ပဲပေးခဲ့ပါဗျာ ချောဆန်ကိုရောက်သွားတဲ့အချိန်ကမလက်ဆန်နာရဲ့ဝင်းကျင်ဆိုတော့ဆန်ရဲ့လူစားအများဆုံးဖြစ်တဲ့ရာဘိုဂီဟိုတလောကရန်ဝုံမှာရေပန်းစားသွားတဲ့ tiramisu cake tiramisu latte နဲ့ချောအကြိုက်ဆုံးဖြစ်တဲ့ oreo cream latte လေးကိုမှာထားပါတယ်။ပြီးတော့ဒီဆိုင်လေးရဲ့အဓိပ္ပာယ်လေးကချမ်းမန်လိုမျိုးချမ်းသာခြင်းဆိုတဲ့အဓိပ္ပာယ်ရတာမို့လို့ဆိုင်နာမည်လေးကလည်းရန်ကိုချစ်စရာကောင်းနေပါပြီ။ ကြီးဆိုင်လေးရဲ့အစားအသောက်အရသာပိုင်းကလည်းချောအကျိုင်းတဲ့တော်ဝင်မှကင်ကြီးပါတယ်ချောလိုမျိုးကိုရီးယားစာစားရတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ချောအခုစားပြနေတဲ့ရပိုကီလေးကိုထရိုင်းကြည့်တင်တယ်လို့ချောကတော့ထင်တယ်ပြီးရင်ချီတာမီဆူကိတ်လေးကလည်းနူးနူးညံ့ညံ့လေးနဲ့အထက်ကခရင်အရသာလေးကလည်းတကယ်ကိုစားလို့ကောင်းပြီးချိုးရဲပေါ့နော်ချီတာမီဆူလက်သေးလေးကတော့ကြံတာထက်ဒီအပေါ်မှာပေါ့သူပြင်ဆင်ထားတဲ့ဘတ်စ်ဒေးလို့ရေးထားတာလေးကိုတကယ်ကိုမမွေရဘူးပေါ့နော်အပြင်မှာလည်းအရန်အောင်မချစ်စရာကောင်းတယ်နောက်ပြီးချောနောက်ဆုံးမှလိုက်တဲ့ ဲ့ Oreo cream latte လေးကတော့တကယ်ကိုမချောမှားတာမှန်တယ်လို့တော့ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ချော Oreo စားရတာလည်းကြိုက်တယ်။ဘလိုမျိုးလေးဖြစ်မလဲတခါမှလည်းမတောက်ကြည့်ဘူးလို့စမ်းမှလိုက်တယ်သူ။တော်တော်မှတောက်လို့ကောင်းတယ်ပေါ့နော်။ချောအကြိုက်ဆုံးပါပဲ။ဒီဆန်ကိုရောက်လို့ရှိရင်ချောအခုစားပြနေတဲ့မီနိုဆက်လေးကိုလည်းမှစားကြည့်ဖို့ချောကတော့ recommend ပေးချင်ပါတယ်။ ကဲဒီဆိုင်လေးကတော့မနက်9:00နာရီနဲ့ည9:00နာရီပြီးခွင့်တဲ့ Auto Cafe ဆိုင်လေးပဲပါတယ်။ဒီဆိုင်လေးကိုလာတင်လို့ရှိရင်ရန်ကုန်မြို့နယ်သူခိတာလမ်းထဲမှာရှိတဲ့ Auto Cafe ဆိုင်လေးကိုအင်္ဂါနေ့တရက်ကလွဲပြီးတော့ကျန်တဲ့ချိန်လေးကိုလာခဲ့လို့ရပါတယ်။